င်္ဂလာပါပရိသတ်ကြီး3မိနစ်အတွင်းနိုင်ငံရေးသတင်းအဖို့ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကြီး WTO ၏အလုံးမှုဆောင်ချုပ်ကအမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အောက်အကုန်သွယ်ရေးစစ်ပွဲများအရှိန်လျှော့ကြရန်တောင်းဆိုဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလိုဆက်လက်ပြီးပဋိပက္ခဖြစ်ပွားနေမည်ဆိုပါကကမ္ဘာစီးပွားရေးအတွက်ရေရှည်ထိခိုက်ဆုံးရှုံးမှုကြီးဖြစ်လာနိုင်တယ်လို့လည်းသတိပေးထားပါသေးတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ Tamara Trump ကတရုတ်နိုင်ငံ၏အသွင်းကုန်များအပေါ်တရားရဂိုင်းသောအခွန်ကောက်ခြင်းဟာစီးပွားရေးဆွေးကွက်တွင်ရေရှည်ပြဿနာဖြစ်နိုင်ခြင်းရှိ ှိဘူးလို့ပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ယခုလိုပြောကြားခဲ့ပေမဲ့လည်းသူဟာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံရန်လဲဆန္ဒရှိကြောင်းပြောကြားခဲ့ပါသေးတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့သမ္မတထရန့်နဲ့စကားပြောဆိုမှုပြီးတဲ့နောက်မှာတော့ရုရှားသမ္မတပူတင်ဟာထိတ်တန့်ရုရှားအရာရှိများနဲ့အစည်းအဝေးပွဲကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်သမ္မတထရန့်နဲ့စကားပြောဆိုမှုပေါ်အခြေခံပြီးယူကရိန်းနိုင်ငံအပေါ်မဟာဗျူဟာမြောက်စစ်ဆင်ရေးများကြံစည်နေတာဖြစ်နိုင်ခြေရှိပါရဲ့ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ယူကရိန်းသမ္မတဆလန်စကီးကအစ်စ်ပွဲတွင်အသုံးပြုရန်အတွက်သမ္မတထရန့်ထံမှတိုမာဟော့မြေဆိုင်တော်များအားတ 看人，最瘦没瘦人，他得买皮包来穿。这边买来，American 男人不搞，谁也超不不买车。但俺在门口一片，虽然一片下人，不木阿在内向，突然不停追瘦木个，他得看罗尼包来穿。那上头里的包高哟，American 大包热，长得穿高，分的细了大包热，买猪肉啊，俺们俺家是单身多，是个农民片，周边瘦人，他得买皮包来穿。American 男人过些啥节目表演，做表演穿 F2 啊，当就给了皮包来穿。送你几双皮鞋来穿，几双什么来穿？